ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေစုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ရှားကြဖို့နဲ့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုတွေမှာမပါဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတိပေးထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဘန်ကောက်မြို့ကထိုင်းလူမျိုးတွေဆန္ဒပြနေတဲ့နေရာအနီးကိုကားနဲ့ရောက်ရှိသွားတဲ့မြန်မာအလုပ်သမားတွေအဖမ်းခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တာပါ။ 2025ခုနှစ်ဇူလိုင်လ2ရက်ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်မှာထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေစုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ရှားကြဖို့ပါဝင်ခြင်းမပြုကြဖို့ NUG ကတိုက်တွန်းနှိုးဆော်ထားတာပါ။ တိုင်းပြည်အခြေအနေရဲ့အကြောင်းမလွဲသာမရှောင်သာအိန္ဒိချင်းနိုင်ငံတွေမှာယာယီခိုလုံနေထိုင်စမှာနိုင်ငံတွေရဲ့ဥပဒေဒေသန္တရယဉ်ကျေးမှုဒလိထုံနှံလူမှုအတိုင်းဝိုင်းတို့နဲ့တာသာတာဖြစ်စွာနေထိုင်ကြဖို့လဲတိုက်တွန်းထားပါတယ်ထိုင်းနိုင်ငံကိုလည်းမြန်မာနိုင်ငံသားများကိုစားမျိုးသားညီညွတ်ရေးအစိုးရကအထူးကျေးဇူးတင်တယ်လို့ဆိုပြီးမြန်မာနိုင်ငံမှာစစ်အုပ်စုအာဏာသိမ်းတာကိုဖယ်ရှားအောင်မြင်ပြီးမြန်မာပြည်ကိုပြန်လည်နေထိုင်မဲ့သူတွေသာဖြစ်တယ်လို့ဆိုပါတယ်